မန္တလေးမြို့မှာမေလ10ရက်ဒီကနေ့မိုးလဲပိုင်းမှာမိုးအသေးထန်စွာရွာသွန်းသလိုရေပြင်းတိုက်မိုးတိကျွေခဲ့ပါတယ်။မိုးနဲ့အတူလေကျန်းတိုက်ခတ်တာကြောင့်ငလင်တန်တဲ့အဆောက်အုံတွေကအပြက်အစီးတွေဒေရဲလွင့်ပါပြုတ်ကြပြီးထိခိုက်ဒဏ်ရာသူတွေရှိတယ်လို့မြို့ကန်တချို့ကပြောပါတယ်။ညနေ3နာရီအချိန်မန္တလေးမြို့မဟာအောင်မြေမြို့နယ်84လမ်း38လမ်းနဲ့88လမ်းကြားမှာရှိတဲ့အထက်မြင့်တိုက်တလုံးပေါ်ကခေါင်မိုးတွေလေကျောင်းလမ်းပေါ်လွင့်စင်ကြပြီး လူသုံးဦးထိခိုက်ဒဏ်ရာရှိကစေယုံပို့ထားရတယ်လို့ဆိုပါရယ်။ဒါအပြင်မန္တလေးမြို့ချမ်းမြတာစီမြို့နယ်ကံရွာရက်ွက်ပလီမှာဝစ်ပြုတ်ဖို့ယာယီဆောက်လုပ်ထားတဲ့အဆောက်အုံပြိုကျခဲ့ပြီးတော့ပိတ်မိနေသူတွေရှိတာကြောင့်ရက်ွက်နယ်ပြည်သူနဲ့အနီးအနားမှာရှိတဲ့ပရိဒအသင်းတွေကဝိုင်းဝန်းကဲထုတ်ခဲ့ရတယ်လို့မြို့ခံတူကပြောပါရယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးမြို့မှာလူထောင်နဲ့ချီတည်ဆုံးကအိုးရင်အဆောင်အုံအများပြပျက်စီးခဲ့ပါရတယ်။ မန္တလေးကငလင်တန်တဲ့အဆောင်အုံပျက်စီးတွေကိုတလားကြော်ကြတဲ့အထိရှင်းလင်းဖယ်ရှားလို့မပြီးသေးသလိုပိတ်မိသေဆုံးသူတွေရဲ့အလောင်းတွေကိုလည်းရှာဖွေထုတ်ယူနေရဆဲဖြစ်ပါတယ်။နောက်ဆက်တွဲငလင်ငယ်တွေလှုပ်ခတ်ချိန်နဲ့မိုးရွာချိန်မှာငလင်တန်တဲ့အဆောင်အုံတို့ထပ်မံပြိုကျမှုတွေလည်းဆက်တိုက်ဖြစ်ပွားနေပါတယ်။